အီရန်ထိပ်တန်းကောင်းဆောင်အယာတိုလာအလီခါမေနီစီပေးပို့တဲ့ဆောင်မှာတမရဒေါ်နယ်ထရန့်ကနျူကလ িয়ার သဘောတူညီမှုအသစ်တရက်ရယူရေးဆိုပြုထားပြီးအီရန်အနေနဲ့အများဆုံးအချိန်နှလားရမယ်လို့တတိပေးထားကြောင်းယုံကြည်ရတဲ့သတင်းရင်းမြစ်ကပြောပါတယ်။ တီဟီရန်ရဲ့နျူကလ িয়ার စွမ်းပကားပေါ်ပုံမထိန်ချုံနိုင်ရင်အီရန်နဲ့သဘောတူညီမှုရယူလို့ကြောင်းထရန့်ကပြောကြားထားချိန်မှာဒီသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ထရန့်ရဲ့အရှိအလေပိုင်းကိုယ်စားလှယ်စတီဗ်ဝစ်ဟော့ကပြီးခဲ့တဲ့သတင်းဘက်ကအဘူဒါဘီသို့ရောက်ရှိနေချိန်မှာ UAE သမ္မတအယ်နာရန်ထံဒီစာကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ UAE ကလည်းအဲ့ဒီစာကိုအီရန်အရာရှိတွေစီပေးအပ်ခဲ့တာဖြစ်ပါတယ်။ အီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်တဲ့အငင်းပွားမှုတွေကိုတန်တမန်နီလန်းနဲ့မကြခင်ဖြည့်ရှင်းလို့ကြောင်းထရန့်ကခါမီနီစီရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်။ ဲ့ဒီလိုမဖြစ်နိုင်ဘူးဆိုရင်လည်းအငင်းပွားမှုဖြေရှင်းရင်တခြားနီလန်းတွေရှိလိမ့်မယ်လို့ပြောကြားထားကြောင်းအမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ Brian Hooch ကပြောပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့မက်လာ၁၈ရက်နေ့ကဖုန်းနဲ့ဆက်သွယ်မှုတွင် Trump ကအီရန်နျူကလ িয়ার သဘောတူညီမှုရယူရေးဆွေးနွေးခဲ့တယ်လို့အင်ဖြူတော်ကပြောပါတယ်အရှေ့အလယ်ပိုင်းဒေတာတွေမှာနောက်ထပ်ပြည်ပခါတွေမဖြစ်ရင်ကျိုးတင်ကောက်ွယ်ဖို့ထရန့်နဲ့ပူတင်တို့အကြေတဝင့်ဆွေးနွေးခဲ့ကြတယ်လို့အင်ဖြူတော်ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ အီရန်အနေနဲ့အစ္စရေးကိုဖျက်ဆီးပစ်လို့ရနိုင်တဲ့အနေအထားလုံးဝမရောက်စေရဆိုတဲ့အမြင်ကိုထိုင်းနိုင်ငံခေါင်းဆောင်တွေဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။အီရန်အနေနဲ့သဘောတူညီမှုယူရင်ယူမဟုတ်ရင်စေရေးအရာနှိမ်နှင်းခံရနိုင်တယ်လို့ထရန့်ကယခုလအစောပိုင်းကပြောကြားခဲ့ပါတယ်။အီရန်အနေနဲ့အဲ့ဒီရွေးချယ်စရာနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ရလိမ့်မယ်လို့ထရန့်ကပြောပါတယ်။